မန်ယူနိုက်တက်ပလေယာအလုံးကနီးပြအပောင်ဝင်ပါတော့အင်ကွင်းမှာဆိုလို့ရှိရင်ကစားလာတဲ့မျိုးအဝေးကွင်းရောက်ပြီဆိုလို့ရှိရင်တမျိုးဖြစ်သွားပြီအခုဒီပထမအဦးဆုံးပေးလိုက်ရတဲ့ဂိုးမှာဆိုလို့ရှိရင်လည်းအလုံးမြင်တွေ့နိုင်တယ်ဟယ်ရီမကွာယာရဲ့လူချမောဖန်းတဲ့ပုံစံကဆရာနီးပြတယောက်နေလဲဆိုရင်စူမိမလားဆရာအဲ့လိုမျိုးဆိုလို့ရှိရင်ဆိုစူမိမလားဆိုတော့သူတို့သူတို့နီးပြ training မှာသူတို့ဘယ်လိုလုပ်ထားလဲတော့မသိဘူးဒါပေမဲ့ဒီ player တွေ world class player တွေ ဆိုတော့ဒီဟာပေါ်သူကောင်းကောင်းဒီပွဲပေါ်သူဖမ်းလို့ရမလားမရသူကောင်းကောင်း read လုပ်နိုင်ရမယ်ဘောတကယ်အကုန်လုံးက classmate နဲ့ player တွေပေါ့ coach ကသူတို့ကိုဖမ်းဖို့ညွှန်ကြားထားလားဒါလည်းချက်မသိနိုင်ဘူးအချိန်နေအချိန်အခါရသူမလိုက်နိုင်လို့ပဲကောက်ဖမ်းလိုက်ရတဲ့ဟာမျိုးများဖြစ်နေလားဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ဖြစ်တဲ့နာတော့သူအနေထားကိုသူကြည့်ရတယ်ကြည့်တယ်သူမန်ယူဖန်တွေကတော့ဘလို့ရှိလဲတော့မသိဘူးနီးပြလဲသူ့ရဲ့ကစားကွက်ကိုအံဝင်လို့ပြန်သုံးကောင်းသုံးတာဖြစ်နေမယ်ဒါပေမဲ့ မကွိုင်းရောမကြိုက်တာကြာလာပြီအခုဒီဘွဲမှာဆိုရင်အခုအဲ့ဒီအနေထားကတော့သူ last defender အနေနဲ့သူစိမ်းဆုံးဖြတ်ချက်မှန်ကန်ဖို့တော့လိုတယ်လို့တော့မြင်တာပေါ့နော်နီးစနစ်ပိုင်းကတော့နီးပြမြင်တဲ့အမြင်အတမျိုးပဲမယ်ကိုပရိသတ်တယောက်အနေနဲ့အကြည့်ကတော့ဟိုမရှင်းရှင်းလင်းလင်းကြီးမြင်နေရတယ်ဆိုတော့ဟိုမမိုက်ဘူးပေါ့နော်အတုံးဟိုမကြောက်ဘူးပေါ့ရရန်ရန်ပြောရရင်အဲ့ဒီလိုပုံစံမျိုးခံစားရတယ်လေဒါတူးချင်းသူ့ပေါ်ခံစားရတယ်ခံစားချက်ကိုပြောပြတာပါ